ရန်ကုန်ကိုတောင်းလီရင်လက်မခအပါဝင်မြင်းနဲ့တဝဲလီရင်ဇီနုံတွေပါအဆမတန်မြင့်တက်လာလို့တနင်္သာရီတိုင်းအတွင်းကဒေသခံတွေအနေနဲ့ခီးသွွာလာဖို့အတွက်ကို အခက်အခဲတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။တနင်္သာရီတိုင်းအတွင်းကစီရီအခြေအနေတွေလန်ခီးလုံခြုံမှုမရှိတာတွေလန်ခီးကြံ့ကြာမှုတွေကြောင့်ဒေသခံတွေဟာလီရင်ခီးစင်တွေကိုပဲအဓိကအားကိုးနေရတာဖြစ်ပါတယ်။ရန်ကုန်ကိုတောင်းလီရင်လက်မကို၁၈သိန်းခွဲဝင်ခြင်း ရန်ကုန်မြိတ်လီရင်လက်မှတ်ကို15သိန်းဝင်းကျင်နဲ့ရန်ကုန်ဒူဝဲလီရင်လက်မှတ်ကို73သိန်း3000ဝင်းကျင်အထိဈေးတက်နေတာပါအခုလက်ရှိတနင်္သာရီတိုင်းကနေရန်ကုန်မှာတွားရောက်အလုပ်လုပ်ကြနေတဲ့လူငယ်တွေကျမ်းမာရေးကိစ္စတွေကြောင့်ခီးသွွာလာရမယ်တက်ကြီးပိုင်းတက်လက်ပိုင်းတွေအတွက်ခီးသွွားဖို့ကိုရွေးချယ်စီရနေလာတယ်လို့ဆိုကြပါဗျ။ကိုတောင်မြို့နယ်အမျိုးသမီးတူဦးကတော့လီရင်လက်မှတ်ဈေးနှုန်းမြင့်မာမှုနဲ့ ာလန်းလုံခြုံမှုမရှိတာတွေကြောင့်ခီးသွားလာဖို့ကအခြေခံလူတန်းစားတွေအတွက်ပိုပြီးခက်ခဲလာတယ်လို့ဆိုပါတယ်။ ừm အမအနေနဲ့ပြောရမယ်ဆိုရင်တော့အခုသွားမယ်ရန်ကုန်နဲ့ဒီကောသားနယ်ခရီးရောတော်တော်လေးစိနှုံးရောမြင်တင်နေဆိုတော့အမတို့အနေနဲ့တော့ဘယ်လိုမှလည်းမသွားနိုင်ဘူးနော်။အခုတော့ခက်ခဲမှကြမ်းမရေးအရာပြေသွားမယ်ဆိုရင်လည်းမသွားနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့အတော်ပြန့်စည်းရင်နဲ့စိတ်ကူတောင်ဆိုတော့လွတ်တဲ့ လွယ်တယ်ငွေပမတ်တော့မဟုတ်ပါဘူးနော်အဲ့ဒီတော့မသွားနိုင်တော့မျိုးရောမျိုးပဲဒီကောသားမှရှိတဲ့ဆေးရော်လေးနဲ့ပဲဒီလိုပဲကူရမှာပေါ့အေးကားလမ်းနဲ့သွားအောင်မဆိုရင်လည်းကခကြီးတွေကလည်းမလုံချုံဘူးမရှိတဲ့အတွက်အန်တရယ်လည်းမျောတယ်ပေါ့နော်အဲ့ကြောင့်မလို့ဘလို့မှလည်းမသွားနိုင်တဲ့အေးအားတွေတော့ရှိတဲ့ပေါ့တော်တော်များများဒီလေလုံလေးစားဆေးရသားသမားတွေကတော့တော်တော်များများမသွားနိုင်ကြတဲ့အခက်အခဲတွေကတော့အများကြီးရှိရဲ့ပေါ့နော်ဒီကောသားမျိုးမှာတော့ ရန်ကုန်မှာကုမ္ပဏီဝန်ထမ်းအလုပ်လုပ်ကင်နေတဲ့မြင်းမြုတ်ခအမျိုးသမီးတဦးကလည်းမြေပြန်ဖို့အတွက်သူကြုံရတဲ့အခက်အခဲတွေကိုအခုလိုပဲပြောပြပါရစေ။သမားဘောနော်ရန်ကုန်မှာလုံလုံနေတဲ့ဗိတ်တူပါရှင်အဲဆိုတော့ဒီအလုံးကရန်ကုန်မှာဘောနော်အမိသားစုကဗိတ်မှာဆိုတော့လေအလိုအစိုးရရုံဗိတ်ရွတ်တွေတချို့အမိမိဘနေမကောင်းတာလို့ဆိုရင်အအမြဲဒီဗိတ်ကိုပြန်စင်းလာရတာဘောနော် ဝင်လင်းလက်မှတ်ကသသိန်းကျော်လောက်ပဲရှိတာပေါ့နော်အခုက9သိန်းအထိထိုးထွက်သွားဆိုတော့လေမြန်မာကမ္ဘာလစာလေးနဲ့ဟိုဘိတ်ကိုပြန်လာဖို့ဆိုရင်အရင်ပင်မန်းတယ်ပေါ့နော်အဲ့လိုပေါ့အဲ့ဆိုတော့မိဘစီကိုပြန်လာဖို့တို့အရင်အရင်စဉ်းစားရရရှိပါတယ်တော့ဘာကကားနဲ့ပြန်ဖြစ်ပါတယ်ရှင်ဟိုလီယူနမကအစမတန်စီးကြီးလာဆိုတော့လေဒီမှာကားနဲ့ပြန်ရင်လည်းဒီဟိုဘာလဲဘယ်ချိကိုကောင်းမှုပဲဘယ်ချိဘုံကြလာမလဲဘသူကပဲကိုကိုတနက်နဲ့လာထောက်မလဲပေါ့အဲ့လို တလန်းလို့တော့ညလောက်တော့တွေးပူပြီးတော့ပြန်ရရပါတော့။အနာသိမိကလေးကစက်တိုက်ဆိုသလိုအစမတန်မြစ်တက်နေတဲ့လေရင်လက်မှတ်ဈေးနှုန်းတွေဟာအနာသိမိ၄နှစ်ကျော်ကာလမှာဒေသရင်းခီးစဉ်အလိုက်၃ဆကနေ၅ဆအထိမြင့်တက်လာခဲ့ပါတယ်။